ီနေ့မှာဘယ်ဖုန်းလေးမှာပါတဲ့တင်ဆက်ထွက်တွေအကြောင်းပြောမယ်လို့ထင်တယ်။မီလို့ထင်နေမှလား။မီတော့မီပဲ။ဒါပေမဲ့ Xiaomi မဟုတ်တဲ့ Realme Realme ဖုန်းလေးမှာပါတဲ့အသုံးဝင်တဲ့တင်ဆက်ထွက်တွေ daily use မှာအသုံးဝင်တဲ့ feature လေးအကြောင်းပြောပြပေးမယ်။ကျွန်တော်အတူတူအဆုံးထိကြည့်လိုက်အောင်။ Yangon Mobile Store ထမဆုံးတစ်ခုကတော့ကိုယ့်ရဲ့ဖုန်းလေးကမှန်ကွဲသွားတာဒါမှမဟုတ်ပြင်စရာတစ်ခုခုရှိလို့ဖုန်းပြင်စရာပို့တဲ့အခါမှာကိုယ့်ရဲ့ data တွေ privacy တွေချိုးပေါက်ခံရမှာစိုးရိမ်နေရဆိုရင်အခုကျွန်တော်ပြောမယ့်နီလန်လေးတိုင်းလုံးပြီးကြမှာပို့မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေသွားလိမ့်မယ်အဲ့တော့ကျွန်တော်က DV room မှာက Realme ရဲ့အသစ် tracker တွေ Realme C75H လေးနဲ့လောက်ပြလိုက်မယ်ဒီဖုန်းလေးက၁၀တိောက်မှာတော်တော်လေးအကျန်းခံနေတယ်မှာပါတယ်အဲ့တော့အဓိက main point ကိုစပြီးတော့တွားလိုက်အောင် ဲ့တော့ကိုကကိုရဲ့ဖုန်းကိုတခုခုပြတ်သွားလို့ဖုန်းပြင်ဆိုင်ပို့တဲ့အခါမှာကိုရဲ့ data တွေ privacy တွေပေါက်ကြားသွားမှာစိုးရိမ်နေဆိုရင်အခုကျွန်တော်ပြောမယ့်အတိုင်းလုပ်လိုက်ပထမဆုံး setting နဲ့ဝင်မယ်ပြီးကြတော့ဟိုအောက်ကိုဆွဲချလိုက်မယ်ဆိုရင်ကျွန်တော်တို့ system update ဆိုတာရှိတယ်အဲ့ထဲကိုထပ်ဝင်လိုက် နောက်ပြီးတော့အောက်ကိုနည်းနည်းဆွဲချလိုက်မယ်ဆိုရင်ဒီမှာ repair mode ဆိုတာရှိရပါတော့။အဲ့ထဲဝင်လိုက်။ဒီမှာသူက repair mode ဆိုတော့ဘာလဲဆိုတော့ရှင်းပြပေးထားတယ်။နောက်ပြီးတော့ liner မဲ့စီကန်းချက်လေးလည်းရှိရပါတော့။နောက်ပြီးတော့ဒီ under repair mode လေးကိုနှိမ့်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ data တွေ privacy တွေကပေါက်ကြွားတော့မှာမဟုတ်ဘဲနဲ့စိတ်ချလက်ချနဲ့ဖုံးပြန်ဆိုင်အောင်ပို့လို့ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကိုကအင်တာနက်သုံးနေရင်လည်းဖြစ်ဖြစ် YouTube ကြည့်နေရင်လည်းဖြစ်ဖြစ်ကိုရဲ့ internet speed ကကောင်းမကောင်းကိုအလွယ်တကူသိကျင်နေဆိုရင်ကျွန်တော်ပြောမဲ့နီလန်လေးတိုင်းလောက်လိုက် အဆင်ပြေသွားလိမ့်မယ်ချက်ချင်းလည်းငင်သိရတယ်အဲ့တော့ကိုကအင်တာနက်သုံးနေရင်ကိုရဲ့ internet speed ကကောင်းမကောင်းဘယ်လိုမျိုးသိအောင်လုပ်လို့ရလဲဆိုတော့ပထမဆုံးကျွန်တော်တို့ setting နဲ့ဝင်မယ် ဒီကြတော့အောက်ကိုဆွဲချပြီးတော့ notification and quick setting ဆိုတာရှိတယ်။အဲ့ထဲကိုဆက်ဝင်လိုက်။ပြီးကြရင်အပေါ်ဆုံးမှာ state bar ဆိုတာရှိတယ်။အဲ့ထဲကိုဝင်လိုက်။အဲ့တော့ဒီမှာ real time network speed ဆိုတာရှိတယ်။အဲ့ဒါလေးကိုဖွင့်ပေးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ state bar အပေါ်မှာကိုယ်သုံးနေတဲ့ internet speed ကဘယ်လောက်ထိတက်လဲ၊ဘယ်လောက်မှတ်တက်လဲဆိုတာကိုပြပေးနေပါပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ကိုယ့်ရဲ့ phone ကိုကိုယ့်ရဲ့သားသမီးတွေကို phone ပေးသုံးတဲ့အခါမှာကလေးတွေကို internet ပေါ်ကမမြင်သင့်တဲ့ content တွေမမြင်အောင်နဲ့စိတ်ဖြစ်ဖြစ်စိတ်ချလက်ချဖုန်းပေးသုံးလို့ရအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်အခုပြောပြပေးမယ်။ စိတ်ဝင်စားရင်ကြည့်လိုက်အောင်အဲ့တော့မိတ်ဆွေရကိုယ့်ရဲ့ကလေးကိုဖုန်းပေးသုံးတဲ့အချိန်မှာစိတ်ဖြစ်ဖြစ်နဲ့ဖုန်းပေးသုံးလို့ရအောင်ဘယ်လိုမျိုးလုပ်အောင်မလဲဆိုတော့ကျွန်တော်တို့ပထမဆုံး setting နဲ့ဝင်မယ်ပြီးတော့ကျွန်တော်တို့ who out ကိုဆွဲချလိုက်မယ်ဆိုရင် accessibility and convenience ဆိုတာရှိတယ်အဲ့ဒါကိုဆက်ဝင်လိုက်ပြီးကြရင်အောက်ကိုဆွဲချလိုက်မယ်ဆိုရင်ဒီမှာ kit mode ဆိုတာရှိရပါတော့အဲ့ဒါကိုဝင်လိုက်ပြီးကြရင် gaster ဆိုတာနှိပ်လိုက်ဒီမှာတော့ကျွန်တော်တို့ screen lock ခတ်ခိုင်းနေပါတော့ကျွန်တော် screen lock ခတ်လိုက်မယ် ဲ့တော့ကိုကဒီလိုမျိုး password ထည့်လိုက်မယ်ဆိုရင် kit mode ထဲရောက်သွားမှာဒီ kit mode ထဲမှာဘာလုပ်လို့ရလဲဆိုတော့ကိုကကိုယ့်ရဲ့ကလေးကိုပေးသုံးခြင်းတဲ့ application တွေနောက်ပြီးတော့မျက်စိကိုမထိကပ်အောင် blue light တွေ filter ပေးတဲ့ဟာတွေလုပ်လို့ရတယ်နောက်ပြီးတော့ကလေးရဲ့ screen time ကိုဘယ်လောက်ထိပဲထားကျင်တာကိုလည်း change လုပ်ရတယ်ဒါလေးကိုဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ညာဘက်ချမ်းမှာကျွန်တော်အဆက်30လေးရှိတယ်အိတ်ထဲကိုဝင်လိုက်ပြီးကြရင်အပေါ်မှာရှိတဲ့ branch control ဆိုတာရှိတယ်အိတ်ထဲကိုဆက်ဝင်လိုက်ဒီမှာ password လေးရိုက်ပေးလိုက် အဒီမှာဆိုရင်တော့ app application ပေါ့နော်ကျွန်တော်က application တစ်ခုပဲထားခြင်းနဲ့ကိုကကိုကလေးကိုဘယ်လိုမျိုး application တွေပေးသုံးခြင်းလဲဆိုတာကိုဒီမှာကိုစိတ်ကြိုက်ရှာပြီးတော့နှိပ်လိုက်မယ်ဆိုရင်ကလေးကကိုခွင့်ပြုထားတဲ့ application တွေပဲသုံးလို့ရတော့ပါနောက်တစ်ခုကတော့ time limit ပေါ့နော်ကလေးကိုဘယ်နှစ်နာရီပေးသုံးပါလဲဥပမာ15မိနစ်လားမိနစ်30လား45မိနစ်လားနာရီခွက်လားဒါမှမဟုတ်ကိုစိတ်ကြိုက်ပေါ့နော်နှစ်နာရီလား3နာရီလားကြိုက်တယ်လို့မျိုးပေးသုံးလို့ရတယ် ။နောက်ပြီးတော့ဒီမှာကတော့ eyesight protection ပေါ့နော်။ဒီ eyesight protection ကကြတော့ကလေးမျက်စိတွေပါထိခိုက်မှာစေလို့ blue light filter တွေကိုကာပေးတဲ့အရာ။အပေါ်ဆုံးမှဆိုရင်တော့ wifi နဲ့ပေးသုံးပါလား။ဒါမှမဟုတ်ရင် mobile network နဲ့ပေးသုံးပါလား။ကိုစိတ်ကြိုက်တိုက်တလို့လုပ်လို့ရပါတယ်။နောက်ဆုံးတစ်ခုကတော့ကျွန်တော် comment မှာအမေးများနေတဲ့ဖုန်းလာတဲ့အခါမှာ flash me link အောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုဒီတစ်ခါဗီဒီယိုမှာ Realme 4 user အတွက်ပြောပြပေးမယ်။ ကျွန်တော်နဲ့အတူတူဆုံးကြည့်ကြည့်လိုက်အောင်အဲ့တော့ကိုယ့်ရဲ့ Realme ဖုန်းလေးမှာကိုယ့်ကိုဖုန်းခေါ်တဲ့အခါမှာ flash me လင်းအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်တို့ပထမဆုံးဖုန်း app ထဲဝင်လိုက်ပြီးရညာဘက်ရဲ့အပေါ်ဆုံးထောက်မှာရှိတဲ့အဆက်30ရှိတယ်အဲ့ထဲကိုဆက်ဝင်နောက်ပြီး setting နဲ့ဝင်လိုက်ပြီးကြတော့ဒီမှာ calling account ဆိုတာရှိရပါတော့အဲ့ထဲကိုဝင်ပေးလိုက်ပြီးကြရင်ကျွန်တော်တို့ mode setting နဲ့ကိုဆက်ဝင်ဒီမှာဆိုရင်တော့ flash on call ဆိုတာရှိတယ်အဲ့ဒါလေးကို open ပေးလိုက်မယ်ဆိုရင် ကိုဖုန်းဖုန်းလာတဲ့အခါမှာ flash me လေးကလင်းနေမှာဖြစ်ပါတယ်။ဒါကတော့ realme ဖုန်းတွေမှာပါတဲ့အသုံးဝင်တဲ့ feature တွေ test and trick တွေကိုပြောပြပေးကြတာပဲဖြစ်ပါတယ်။ကျွန်တော်နောက်ထပ် video မှာလည်းအခြားသောဖုန်းတွေရဲ့ test and trick video နဲ့အတူပြန်လာခဲ့ပါမယ်လို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်အခက်ပါနောက်ထပ် video မှာတွေ့တာပေါ့။